ီလိုမျိုးရိုက်တာတော့မှပဲဘာဖြစ်လို့ငိမ့်ခံနေတာလဲသေးသေးလေးကစပြီးတော့မှကိုထီးပုတ်ကနဲ့ဆိုပြန်လောက်တတ်တဲ့အွယ်လေးလူများနေလို့ကြောက်လို့လားမျက်နှာသူမိန်းကလေးဖက်ကမလို့ထွက်လာမလဲပေါ့နော်ထွက်လာတဲ့အချိန်မှာကျမတို့ကတော့တတ်နိုင်တလားကူညီပေးဖို့ပေါ့နိနာတဲ့မိန်းကလေးရဲ့ဖက်ကထွက်မလာတယ်လို့ပြုတ်လို့တဲ့မိန်းကလေးတွေရဲ့မိဖတွေဖက်ကလည်းထွက်မလာခဲ့ဘူးခုချိန်ထိ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ online ပေါ်မှာလူပြောများနေတဲ့မြောင်းမြမျိုးကចောင်းသူများရဲ့အုပ်စုဖွဲ့ပါရိုက်မှုနဲ့ပတ်သက်ပြီးနိနာသူတာမကကျူးလွန်သူတွေပါနှုတ်ဆက်နေလို့ဘဝင်မကျဖြစ်နေတဲ့ပြည်သူအတန်တွေကိုစုံလင်စွာတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနာဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာပွဲဒီပွဲเนาะဒီပွဲမှာကျမတို့တယောက်တည်းဖြစ်နေတဲ့ရိုက်ခံရတဲ့ကောင်မလေးဘက်ကနေတစ်ချက်ကြည့်ကြည့်အောင်သူဘာဖြစ်လို့ အများကြီးရဲ့ဝိုင်းအနိုင်ကျင့်တာကိုခံရတာလေကြောက်လို့လား तू ကြောက်လို့လားဒါမှမဟုတ် तू မိဘတွေကပြောထားလို့လားเจ้ามายําผิดกาอูสาโจ้ซาแม่ยําผิดจောက်ทุกข์ค้านแม่นี่บลูบลูเนี่ยบลูบลูเนี่ยดีโลบลูเนี่ยเจนเนี่ยบลา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 ดาริပြောထားလို့သူခံနေတာလားကို့ဒီလိုမျိုးကြီးရိုက်တာတော့မပဲဘာဖြစ်လို့ငိမ့်ခံနေတာလဲเนาะခလေးတေးသေးလေးကစပြီးတော့နှစ်နှစ်သုံးနှစ်ခလေးလေးတော့မကို့ထီပုတ်ကနဲ့ဆိုပြန်လောက်တတ်တဲ့အရွယ်လေးလူများနေလို့จောက်လို့လား များနေလို့ကြောက်လို့လားခလေးမလေးမျက်နှာမှာလဲသူတို့ကြောက်တဲ့အရေးအယောင်တော့ကျမမတွေ့ဘူးသူ့အိမ်ကိုကြောက်လို့သူ့အိမ်နဲ့မရှင်းရဲ့လို့ဖြစ်နေတဲ့အဖြစ်မျိုးကျမတွေ့ရတယ်ဒါကျမတယောက်တည်းသဘောထားကွဲလွဲခွင့်ရှိတယ်ပေါ့နော်ကျမပြောချင်တာသားသမီးတွေကိုတအားမချုပ်ချင်နဲ့အခုဖြစ်လာတဲ့ပြဿနာမှာအရန်ခလေးမလေးကဒါသူ့တစ်သက်လုံးမှာတိမ်ငယ်စိတ်တွေနဲ့နေသွားရတော့မယ်သူတို့မျက်နှာကိုကြည်တိုင်းမှာတွေ့တိုင်းမှာအရန်စိတ်မကောင်းဖြစ်ဖို့ကောင်းတယ်ဒါကြောင့်မို့လို့တွေ့တဲ့ ဖြစ်လာတဲ့ပြဿနာကိုမှန်မှန်ကန်ကန်နဲ့ဖြေရှင်းနိုင်ဖို့မိပါတဲ့ဘက်ကလည်းပံဖို့ပေးတဲ့ခလေးကိုချုံနောင်ပဲမထားဘဲနဲ့ပြဿနာမဖြစ်ကောင်းလို့ရမြစ်ကောင်းလို့ရမြစ်ဘာဖြစ်လို့လဲမဆမ်းကြလို့ပြတ်ပြတ်ဒီလိုမျိုးဒီလိုမျိုးတွေပြောနေမဲ့မိပါတယ်ဆိုတာကိုကိုတိုင်းမဖြစ်စေနဲ့ပြီးတော့သားသမီးကိုချုပ်ချယ်တဲ့မိပါတယ်မဖြစ်စေနဲ့သူ့အရွယ်နဲ့သူ့သူ့လွတ်လပ်ခွင့်နဲ့သူ့လုံနိုင်ကန်တိုင်းသွားနိုင်လာနိုင်ဆုံးဖြတ်ချက်အမှန်ကန်ရမယ် ကျမတို့ဆိုငငယ်တုန်းကလည်းအဲ့လိုပဲအုပ်စုဖွဲ့အနိုင်ကျင်တာကျမတို့ကြုံဘူးတယ်ကျမကြုံဘူးတယ်ကျမပြဿနာကိုကျမတယောက်တည်းကျမဖြေရှင်းခဲ့တယ်ပြဿနာလူကြီးတွေပါနောက်ပိုင်းဆုံးပါလာကြတယ်ဘလို့ရှင်းနိုင်ဘလို့ရှင်းနိုင်ဆိုကိုလည်းပြောပြရည်တယ်လေဒီလိုဒီလိုရှိတယ်ကိုပြဿနာဒီလိုကိုအမှန်ပြောပြရည်သူတို့လည်းပြန်ပြောတယ်ပြောလို့ကိုကရိုက်တာဒီလိုမျိုးအတို့ပြောရကကိုထပိစနေတာလာပြီးတော့ထပိစနေမှာမဟုတ်လဲသူကချိစနေတာဆိုတော့ဟဲ့ဆိုကောင်းမဆိုပြက်ရိုက်ထိုက်တာအဲ့ဒါအေးသွားเนาะအဲ့ဒါငဲငယ်လေး6တန်းလားမသိဘူး အဲ့ဒါရုံကန်တွေရောက်ကျောင်းတွေရောက်ဟိုဘက်ကပတ်ဆက်ရှိတော့တိတယ်မလားပြူ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 းတွေနဲ့အဲ့အမေကလည်းအဲ့ဘာဖြစ်တာလဲငါသမီးကဒီလိုမျိုးသူမကတခါမှဒီလိုမလုပ်ဘူးဘာဖြစ်တာလဲဆိုတော့အမေနဲ့တွေ့လဲတွေ့ရောအမေကဘာပြောလဲသမီးထမင်းစားနေတာတော့ထမင်းမစားထမင်းစားနေမဟုတ်ချီစားနေတော့ပြောလို့သမီးရိုက်ထိုက်တာဆိုတော့အေးဟုတ်တယ်ဆိုပြီးအမရှင်းကြတယ်မအီးတို့လုံးနဲ့ဘာဖြစ်တယ်ညာတို့လူကြီးတဲ့ကိစ္စကိုအခုထိကိုမသိငယ်ဟာဟုတ်ကွယ်တို့တွေ့တဲ့အချိန်မှာလဲကိုမသိငယ်ဟာဟုတ်ရိုက်ခိုင်းရတဲ့ကောင်မလေးကလည်း तू ပြောလို့ तू ရိုက်ခိုင်းရတာဆိုတော့သူ့မှာသိငယ်စိတ်တော့မရှိဘူး ဒါကြောင့်ဘာပဲဖြစ်ဖြစ်သသမီတွေကိုမွေးတဲ့အခါမှာဖြစ်ဖြစ်လွတ်လွတ်လပ်လပ်ကလေးတော့မွေးတာပေါ့နော်တာကြီးလွတ်လပ်တာတော့ဒီလိုမိဘနဲ့သသမီနားလည်အောင်ဖွင့်လင်းအောင် ပြောတတ်အောင်ပြောတာဒီကလေးမလေးကမျက်နှာကြည့်ရတာတကယ်ဘာလို့လုံးငိန်ခံနေတဲ့ပုံစံပေါက်နေတဲ့အတွက်ဘာကိုသူကြောက်တာလဲသူမိဘကိုကြောက်တာလားဆရာတွေကိုကြောက်တာလားပြဿနာမဖြစ်ချင်တာလားတကယ်ချင်းပေါင်းသင်းတွေကိုကြောက်တဲ့သူ့ကိုလုံနေတဲ့လူကိုကြောက်တဲ့မျက်နှာတော့သူ့မှာကျမမတွေ့ရဘူးငါကျမတယောက်တည်းအမြင်ပေါ့နော်ကျမဒါလေးပြောပြပေးတာ သားသမီးတွေကလည်းဆုံးဖြတ်ချက်မှန်တဲ့သားသမီးတွေဖြစ်ကြပါစေမိဘတွေကလည်းသားကောင်းသမီးကောင်းတွေရကြပါညောင်မြအကြောင်းသူလေးတွေအနိုင်ကျင့်တဲ့ပွဲကိုတင်လိုက်တာ post အောက်မှာမန့်ကြတယ်နော်မိဘတွေကကိုသားသမီးကိုချစ်တဲ့စိတ်နဲ့ပေါ့ကျွန်တော်သားသမီးကိုထိကြည်ပါလားကျမသားသမီးကိုထိကြည်ပါလားဒီလိုမျိုးမန့်ကြတယ်ထိတော့ထိလိုက်ပြီဟိုကထိလိုက်ပြီကလေးတွေလည်းအိမ်ပြန်ရောက်လာပြီ၃လေးကားရဲ့မှာတိမယ်ပွားပြန်ချလို့ အဆင်ပြေမလားရဲတွေလူကြီးတွေပါလာမယ်ကျွန်မပြောချင်တဲ့သဘောကကိုမပါဘဲနဲ့သာသမီကိုသူ့အရွယ်လေးနဲ့သူ2နှစ်3နှစ်5နှစ်10နှစ်15နှစ်အနှစ်20အနှစ်340ရက်တည်နိုင်အောင်မိဘတိုင်းလှုပ်ပေးတင်တယ်နော်အခုဒီကောင်မလေးအရွယ်က73လေးနှစ်အရွယ်ရံဖြစ်ပြီကိုကိုထိလက်ရောက်လှုပ်လာပြီကိုပြန်လှုပ်နိုင်ရမယ်ဒီလိုမျိုးကိုသားသမီးကိုကိုမဆိတ်ပေးထားနိုင်ရမယ်လူများတယ်သူတို့လူများတယ်ကိုသားသမီးကြောက်မတ်တဲ့ခင်နဲ့က ကျမတို့ကကိုသားသမီးကိုရံဖြစ်ဖို့တော့တခါမှမပြောဘူးဒါမဲ့ဒီမှာကျန်ဟို Facebook တွေမှာရှိတယ်အများနဲ့တရားဝိုင်းချနေကျသူ့ကိုတော့ပြောတာမဟုတ်ဘူးဒါမဲ့အများနဲ့တရားဝိုင်းချနေကျကိုဆိုရင်တော့တယောက်ကိုမိမိရတော့လုတ်ပြမှာပဲတီကောင်နောက်မှပဲတွွတ်တွွတ်ဆိုရင်လူတွေကြောက်သေးတာပဲငြိမ်းပြီးခန်းနေတာအုပ်စုဖွဲ့အနိုင်ကျင့်တဲ့လူတွေကတတ်တည်ရှိလို့မဟုတ်ဘူးတယောက်ထဲကတတ်တည်ရှိလို့တယောက်ထဲကိုပြန်လုတ်ကြည့်လိုက်တယောက်ထဲကလည်းအဲ့အုပ်စုကိုတယောက်ကိုပြန်လုတ်ကြည့်လိုက်အကုန် share ပါမှာဒီလိုမျိုးပေါ့နော်သားသမီးကို ပြောလာတော့ဒီတိုင်းမြောင်မြမျိုးမှာအထက်က6ကကျောင်းသူတူကိုကျောင်းသူအုပ်စုတစုကအုပ်စုလိုက်အနိုင်ကျင့်ရိုက်နှက်ကြပြီးထိုင်ကတော့ခိုင်းတဲ့ဗီဒီယိုဖိုင်တွေလူမှုကွန်ရက်မှာ ပြန့်နှံ့လာခဲ့ပါတယ်အဆိုပါဖြစ်စုကိုစစ်ကောင်စီရဲ့အေယာဝတီတိုင်းပညာရေးဝန်ကြီးဌာနရုံးကမြောင်မြမျိုးနယ်ပညာရေးမှုရုံးကိုဖိအားပေးစုံစမ်းခိုင်းတာကြောင့် မြို့နယ်ပညာရေးမှုယုံကနေတဆင့်ဖြစ်စုကိုဖော်ထုတ်နေတယ်လို့သိရပါတယ်။အနိုင်ကျင့်မှုဖြစ်ပွားခဲ့တဲ့အထက်က6ចောင်းចောင်းအုပ်ဆရာမကြီးကိုအနိုင်ကျင့်ခံရသူចောင်းသူမိသားစုထံတွားရောက်ခေါ်ယူခိုင်းပြီးစုံစမ်းစစ်ဆေးဖြေရှင်းနေကြတယ်လို့သိရပြီးလက်ရှိအချိန်ထိထွေအုပ်ယုံမှာဖြေရှင်းနေကြတယ်လို့ကနအူးစုံစမ်းသိရှိရပါတယ်။ဟိုပုံ ဖုန်းပြင်လို့လို့ဖုန်းလဲလို့ဗီဒီယိုလို့လို့နဲ့ကိုကသားသမီးနဲ့ဆွေးနေကြတာဒီတော့သားသမီးတွေကသူတို့ဆုံးဖြတ်ချက်နဲ့သူတို့အမှန်တွေကိုတော်တော်များများမှန်တယ်ပေါ့ကွယ်အဲ့လိုမျိုးရှောက်တဲ့အခါမှာကိုလည်းအဆင်ပြေသားသမီးလည်းအဆင်ပြေတယ်ကိုပြဒနာကိုရှင်းကြောင်းပြဒနာအိမ်သေးမလားနဲ့သူများကိုပေါ်မဆာနဲ့သူများကိုသူများလုံရင်တော့ခံမလာစေနဲ့နော်ကိုပြဒနာကိုရှင်းဒီကောင်မလေးသာဒီလူအများကြီးကိုတယောက်သေးကိုလုတ်ခဲဒီလောက်ကိုတွေရောအကုန်လုံးပေါ့မြန်မာတိုင်းနိုင်ငံလုံးရင်းမနာ ဘူးအခုရင်နာနေရတယ်အကုန်လုံးတနိုင်ငံလုံးသူ့မိဘတွေဆိုရင်ပိုဆိုးမှာပေါ့နော်အကုန်လုံးရင်နေနာနေကြကျမဆိုနှလုံးရောဂါရှိတယ်တော့ကျမပြီးအောင်တော့မကြည့်ကျမပြီးအောင်တော့မကြည့်စိတ်ထဲတွေမှာအဲ့လိုမကောင်းဖြစ်နေလို့တော်တော်မကောင်းဖြစ်နေလို့ပြီးအောင်တော့ကျမမကြည့်အားကြမလို့မိဘတွေကလည်းသသမိတွေကိုအခုမိန်းကလေးဆိုရင်အခုခေတ်ကြီးမှာသမီးစားကိစ္စသူတို့ဓာတ်ရိုက်ဘာမပြောနဲ့ဖုန်းထဲမှာ ဘယ်ကောင်မလေးကတော်တော်အနေစားမတက်ဘူးပဲရီးစားနဲ့သားချင်းတွေတာဟိုတယ်သွားတယ်တက်ခိုကန်းသွားတယ်ဒါလောက်เสียမဟုတ်ဘူးမိန်းကလေးကမိန်းကလေးဟိုဟာထားမယ်အဲဒါသူ့ကိုပြောတာတော့မဟုတ်ဘူးတစ်ဖက်လက်နဲ့ဆုံးမတာသူနားတဲ့ရောက်တယ်အဲပြီးတော့ဟိုယောက်ျားလေးဆဲခံနေတဲ့မိန်းကလေးတွေကိုတွေ့နေအိုးဟဲယောက်ျားလေးကဆဲခံလိုက်ဒီလိုဆဲခံလို့ဒီလိုယောက်ျားလေးကဆဲတာဒါဆဲခံတယ်မဟုတ်သူ့တော့ပြောတာမဟုတ်ဘူးဒါမဲ့သူ့ခေါင်းထဲမှာရှိသွားတယ်ယောက်ျားလေးလည်းဒီလိုပဲအဲအစေးမှုတွေဘာတွေပေါ့နော်အမျိုးစုံပေါ့ယောက်ျားလေးနဲ့ပတ်သက်တဲ့ဟာတွေအမျိုးစုံပေါ့ဒီက ာလေးမှလည်းသူတို့ဓာတ်ရိုက်ဆုံးမခြင်းမဟုတ်ဘဲနဲ့သွယ်ဝှိုက်ပြီးနားထဲဝင်အောင်လှုပ်လို့ရတယ်ပေါ့အခုဒီမြောင်မြကောင်မလေးခံစားရတဲ့ကိစ္စတွေကလည်းဒါမိဘနဲ့သားသမီးပြုံးဝင်လင်းလင်းပြောထားမယ်ဆိုရင်အကုန်အစင်ပြေတယ်လို့ကျမမြင်တယ်ပေါ့နော်ကျမတို့ကတော့ဒီရဲ့ညနာသူမိန်းကလေးဖက်ကဘလို့ထွက်လာမလဲပေါ့နော်ထွက်လာတဲ့အချိန်မှာကျမတို့ကတော့တတ်နိုင်တယ်လောက်ကူညီပေးဖို့ပေါ့လေကျမတို့ကတော့ စောင့်စားနေရတဲ့အချိန်ကိုဒါပေမဲ့နင်းလာတဲ့မိန်းကလေးရဲ့ဖက်ကထွက်မလာသလိုပြုတ်လောက်တဲ့မိန်းကလေးတွေရဲ့မိဖတွေဖက်ကလည်းထွက်မလာခဲ့ဘူးခုချိန်ထိလေနောက်ပြီးတော့လေကျမစိတ်အထင်ကဟိုတာဝန်ရှိရဲ့လူကြီးတွေရပဲညတို့ဘယ်သူမှရှေ့မထွက်နဲ့ရှေ့ထွက်ခဲ့လို့ရှိရင်ဟိုဘလို့ဒီကြီးယူမဲကာရီများပြောထားလဲပေါ့လေကျမဟိုကျမစဉ်းစားမိတာလေးပေါ့ ောက်ပြီးတော့တစ်ချက်ကလည်းကမတိချရတလောက်ကတော့ဟိုကလေးမလေးရဲ့အမေနဲ့ဖေနဲ့ကကွဲနေတာဆိုပြီးကမတိချရတာပေါ့နော်ကလေးမလေးကလေးရဲ့မိဖတွေကလည်းနည်းနည်း AC view AC ပုံရတယ်ကမပြီး မလေးလာမိတလို့ပေါ့နော်သူ့ကိုလည်းချစ်လိုက်တာမှတုံနေရပဲတဲ့အဲ့တော့နောက်ထပ်ချက်ကခလေးမလေးဖက်ကမားတဲ့အမားကြီးထဲမှာဖေနဲ့တာသမီးကိုပေးစားတဲ့အမားမျိုးတော့အဲ့လိုမားတာမျိုးမဟုတ်ဘူးနော်နောက်ပြီးတော့ခလေးမလေးကအဲ့လောက်ထိလဲမရိုင်းဘူးရှင်အဲ့လောက်ထိမိဖနဲ့တာသမီးကိုပေးစားနိုင်တဲ့အစင်ရိုင်းနေဆိုရင် ယောက်ထဲမှာအဲ့လောက်ထိဆိုရင် तू ပြန်လုပ်ပြီမှာ तू ပြန်လုပ်မှာအဲ့လောက်ထိတက်နေမှာတော့ပေါ့နော်ကျမတို့ဒီခံမှန်းမိတလောက်ကတော့ကျမစိတ်အထင်ငါလည်းအဲ့လောက်ထိရိုင်းမယ်လို့မထင်ဘူးနော်ဒါမှလည်းရိုင်းဖြစ်ချင်လည်းဖြစ်သွားနိုင်တယ်ကျမစိတ်အထင်ကတကယ်လို့နောက်ပြလို့ရှိရင်တောင်းဝန်ယူစိတ်တောင်းဝန်ခံစိတ်ရှိရတဲ့အတွက် तू ကျွန်မပေါ့နော်သုံးကြည့်သုံးခါကျွန်မနားထောင်ရတယ်တခါနားထောင်လိုက်ခလီမလေးကိုရိုက်တဲ့ဟာကြည့်လိုက်ပြန်ထက်ပြီးတော့ပြန်နားလိုက်အဲ့လိုမျိုးဘလုံးမမခံစားနိုင်ဘူးဟိုကျွန်မဘေးနားလေးရတယောက်ကိုပြန်ပြောခိုင်းရတယ်ခဏတော့တည်တည်ဆဆာနားထောင်ပေးပါဆိုပြီးကျမအပြီးထိခုချိန်ကြီးပြီးပြီးဆုံးဆုံးကျမမကြည့်ရသေးဘူးကျမဒါမှန်းတာပြောရင်ချမ်းသာပါသိလားအဲ့လိုကောင်းမလေးဟိုဘက်ဒီဘက်လှည့်နေတဲ့ပုံစံလေးပေါ့အဲ့ဒါလေးကိုရင်ထဲမှာရေတုမနာဖြစ်တယ် အဲ့လိုဆိုတော့ကောင်မလေးအဲ့လောက်ထိရိုင်းနေတဲ့ထဲမှာမပါဘူးနှုတ်နဲ့ပဲထွက်မလာပုံကြာရင်တောင်ဝန်ရှိရဲ့လူကြီးတွေကခဏညီတို့အပြင်မထွက်နဲ့ဒီလုံးဝ social ပေါ်မတက်နဲ့လို့ပြောထားသလားပေါ့နော်အဲဟိုဒါပေမဲ့ကိုတနေ့ကကျမ live ပေါ်မှာတက်ပြီးပြောတဲ့အချိန်ထိအဲ့နင့်နာတဲ့အဲဟိုပြုတ်လုတဲ့ကောင်မလေးတွေရဲ့တချို့ကကျမရဲ့မန်အောင်ကနေအကန့်စရားတွေနဲ့ဝင်မှန်တော့ ဲ့တော့တစ်ချက်ကအဲ့ပြုတ်တဲ့ကလေးမလေးကိုပဲတစ်ဖက်ဆောင်းနေပြောတာမဟုတ်ဘူးမိဘထိန်းသိမ်းကနည်းနည်းလက်မခံတဲ့အမျိုးသားထဲမှာပါတယ်ပေါ့နော်ကျမတို့အချိန်ကြီးနင်းလာတဲ့မိဖလက်ချိန်ထွက်လာမလဲဆိုတဲ့အချိန်ကြီးကတော့ကျမတို့စောင့်စားနေတော့ပေါ့လေ ုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအန်တီပြောတော့တာလည်းအရောက်မှမှတ်နေပါတော့ဒီများများအထက်ခါချောက်ခါကျောင်းသူတွေအုပ်စုဖွဲ့ပိုက်ခဲ့တာနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်တနင်္ဂနွေလုံးလည်းပြတ်နှက်နေတယ်ဒါပေမဲ့အခုချိန်ထိကိုထိထိရရအရေးယူခြင်းလည်းမရှိသေးဘူးပေါ့နော်ဒီအရိုက်ခန့်တဲ့ကျောင်းသူလေးကလည်းတော်တော်လေးကမှအပြစ်ကြီးလို့ဒီလိုမျိုး မကြောက်ပေမဲ့ငင်ခံလိုက်ရတယ်ဆိုပြီးတော့လည်းပြောလာတယ်ပေါ့နော်အခုထိနေတဲ့အမျိုးကြီးရဲ့အမြင်လေးရောဘယ်လိုမြင်လဲဆိုတာဗီဒီယိုလေးအောင်မှာ comment လေးရေးခဲ့ပြီးလို့ရပါရဲ့ရှင့်နောက်ထပ်လည်းမဆက်ဒီတဲ့နေ့ဟာတာဗီဒီယိုလေးပို့တူတရဆက်ဗီဒီယိုလေးရောနေချလာဒီစပ်ပြတမှာမို့မော channel လေးကို like screen တပ်ပတ်တဆပါရဲ့ရှင့်မနစ်ကဖြစ်သွားတာလို့လည်းပြောတယ်ဒါပေမဲ့အခုချိန်မှမိဘတွေကတော့ပွက်လုံးရိုက်နေတော့ပေါ့နော်နောက်ဗီဒီယိုမှာဆုံမနာကြတာ